အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဖျားခင်ရဲ့ကွယ်ကာမစမှုရိပ်အောက်မှာအားလုံးနေကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဖျားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထော်ရဖျားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖြာနာနေတဲ့သူတွေစေယုံစေခံတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားရှင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမေတ္တာပို့တာပါတယ်။ရှာလောမအားလုံးပေါ်မှာသာရဘုရားထံမှလာတော့ငြိမ်သက်ခြင်းတည်ရောက်ပါစေ။ ဘုရားတခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ26ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြပူဆောင်တော်မူသောဘုရားတခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွဆင်ခြင်ခွားယူရမယ့်ကျမ်းပိုက်ကတော့ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး၄ပိုက်ငယ်9ကနေ8အထိဖြစ်ပါတယ်။ခတ်သိမ်းတော်မူရာတို့ဒီအဆုံးတို့ရောက်လူဒီဖြစ်တော်ကြောင့် တမာတတိရှိကြလော့ဆူတောင်းခြင်းအလို့ငါစောင့်နေကြလော့အခြားသောအမှုအရာထက်မကအချင်းချင်းအာကြည်သောချစ်ချင်းမြတ်တာရှိကြလော့ချစ်ချင်းမြတ်တာဒီများစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်၏။ဂျမ်ပိုက်အဖြစ်ပြားခင်အထူးကောင်းကြီးပေးပါစေ။ခတ်သိမ်းသောအရာတွေက အဆုံးကိုရောက်တူပြီ။ခေကာလအချိန်ဒီအရက်အရက်ကိုကြည့်ပါ။အရင်ကားနဲ့မတူတော့တဲ့အဖြစ်ပြက်တွေ ကဘာကပျက်စီးခြင်းကိုဥတီနေတယ်ဆိုတဲ့အရာကိုမိတ်ဆွေသင်ကတတိပြုမိမယ်ထင်ပါတယ်။အရာရာကမမြဲဘူးမတည်မြဲဘူးလောက်ခါနေတယ်ဆိုတဲ့လောက်ခါခြင်းတွေကိုမိတ်ဆွေသင်ကမြင်တွေ့ရတဲ့အခါမှာသာဝရကာလကိုရှေ့ရှုပြီးဖျားကိုကိုးစားခြင်းနဲ့ရပ်တည်ဖို့ဖြစ်တယ်။ခတ်သိမ်းတော့အရာတို့ဒီအဆုံးတို့ရောက်လူတွေဖြစ်သောကြောင့်တမာတတိရှိကြလော။တမာတတိရှိပါ။တမာတရားကိုတည်ပြီးတဲ့နောက် တမာတတိရှိဖို့လိုတယ်။စူတောင်းခြင်းအလုံးကစောင့်နေကြလော။မာနရဲ့ဖျားယောင်းသွေးဆောင်ခြင်းတွေကိုနားလဲပါ။လောကီလောကကတခဏတာဖြစ်တယ်။လောကီတက်မဲ့မှုတွေကိုရှောင်ပါဘုရားခင်တင့်အတွက်ပြင်ဆင်ထားတဲ့ဆုလက်တွေကကြီးမားတာဖြစ်တယ်။ဒါကြောင့်သင်က do strike ပြုခြင်းနဲ့မထိုက်တန်တော့သူဖြစ်တယ်။ do strike ပြုရလမ်းကိုရှောင်ပါ သခင်ယေရှုခရစ်တော်ရဲ့နာမတော်အဖြစ်နိုင်ယူပါတန်ရှင်းသောဝိညာဉ်တော်ဖခင်ကသင်ကိုကူညီမဆတဲ့အခါလောကီလောကတက်မဲ့ဆွဲလန်းခြင်းတွေထဲကနေသင်လွတ်မြောက်ခွင့်ရမယ်ဒီအရာတွေအားလုံးကထာဝရကာလနဲ့နိုင်ရှင်တဲ့အခါမပြောပါလောက်ဘူးအသေးဖွဲတွေဖြစ်တယ်ဒါကြောင့်တမန်တော်ရှင်ပေါလုကသခင်ယေရှုခရစ်တော်ကိုရွေးချယ်လိုက်တဲ့အခါလောကမှာရှိတဲ့အရာတွေအားလုံးကိုညှင်းပယ်လိုက်ခြင်းစွန့်လွတ်လိုက်ခြင်းဖြစ်တယ်။ ဒီအရာနဲ့ပတ်သက်ပြီးသခင်ယေရှုခရစ်တော်၌ဝါကြွားဝမ်းမြောက်ခြင်းရှိတယ်။ဆင်းရဲဒုက္ခရောက်တဲ့ချိန်မှာပင်လျင်ဝါကြွားဝမ်းမြောက်စရာအကြောင်းဖြစ်တယ်လို့တမန်တော်ရှင်ပေါလုကဝန်ခံပါတယ်။ဒါကြောင့်တမာတိရှိပါစူတောင်းခြင်းအလုံးကစောင့်နေကြလော့။စူတောင်းခြင်းကမိမိရဲ့အိမ်တူအိမ်သားမိသားစုတွေကိုကာကွယ်ခြင်းစူတောင်းခြင်းကစောင့်ရှောက်ခြင်းဖြစ်တယ်။စူတောင်းခြင်းနဲ့ကာကွယ်စောင့်ရှောက်ဖို့လိုတယ်။ အခြားသောအမှုရာထက်မက အချင်းချင်းအာကြည့်တော်ချစ်ချင်းမြတ်တာရှိကြလောချစ်ချင်းမြတ်တာဒီများစွာသောအပြစ်တို့ကိုဖုံးအုပ်သက်၏အပြစ်မြင်အပြစ်သင်ကဲ့ရဲ့ခြင်းဝေဖန်ခြင်းအသင်ပြောခြင်းတွေကမေတ္တာတတ်အားနေခြင်းရဲ့ချစ်ချင်းမြတ်တာချို့တဲ့ခြင်းရဲ့လက္ခဏာဖြစ်တယ်မေတ္တာပံဖျားထဲမှာရှိတယ်လူအနေနဲ့မချစ်နိုင်တော့တဲ့အခါလူအနေနဲ့ဘလို့မှပြန်ချစ်ဖို့မတတ်နိုင်တော့တဲ့အခါ ဖျားခင်စီမှာဆူတောင်းပါဖျားကလက်ဆက်တဲ့ချစ်ချင်းမြတ်တာကိုဖန်ဆင်းပေးနိုင်တယ်ချစ်ချင်းမြတ်တာဗန်တိဟုတော့ဖျားခင်စီမှာတဲ့အတွက်လက်ဆက်တဲ့ချစ်ချင်းမြတ်တာတွေရှိနေသေးတယ်အပြစ်ရှိစဉ်ပင်လေမိမိကိုဖျားခင်ကချစ်ခဲ့တယ်လက်ခံခဲ့တယ်မတော်မတက် ချိုတဲမှုအားနေချက်ကွက်လက်တွေများစွာရှိတော်လဲဖျားခင်ကလက်ခံခဲ့တယ် သူရဲ့လက်ဆက်တဲ့ဂျေဇူးတော်နဲ့ကရုဏာတော်ကိုခံစားစေခဲ့တယ်။အဲ့ဒီမေတ္တာကိုထောက်ထားပြီးတော့လူတွေကိုပြန်ပြီးချစ်ဖို့၊ကူညီမဆဖို့၊ဖေးမဖို့၊မေတ္တာထားဖို့ဖြစ်တယ်။တခါတော့ကဂျပန်နိုင်ငံမှာဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကအိမ်အဟောင်းတွေကိုပြုပြင်ပြီး ပြန်လဲရောင်းချခဲ့တယ်။တနေ့မှာတော့သူတို့ပြင်နေတဲ့အိမ်အိုကြီးတစ်လုံးရဲ့ရှေ့တကားဝနားမှာအိမ်မြောင်အိုကြီးတစ်ကောင်ရှိနေခဲ့တယ်။ဘယ်ကိုမှမရွှေ့နိုင်တဲ့အိမ်မြောင်အိုကြီးရဲ့အမိကိုအဆောက်အဦစတင်ဆောက်လုပ်စဉ်အချိန်ကတန်ချောင်းလေးတစ်ခုနဲ့ညက်ပြီးရိုက်မိခဲ့တဲ့အတွက်အိမ်မြောင်ကြီးကဘယ်ကိုမှမရွှေ့နိုင်မတွားနိုင်ခဲ့ဘူး။တိုးတော်သူကအသက်ရှင်နေတော့ပဲဖြစ်တယ်။သူဘလို့အစာရတာလဲ။ တိတ်တဆိတ်ဆောက်လို့ရေးသမားတွေအားလုံးစောင့်ကြည့်နေတဲ့အချိန်ပါတခဏအကြာမှာတော့အိမ်မြောင်ကလေးတွေကတကောင်ပြီးတကောင်အိမ်မြောင်အူကြီးရဲ့ပါဇက်သေးကိုအစာတွေခွန့်ပေးခဲ့တယ်ကျွေးမွေးခဲ့ကြတယ်တရိတ်ဆန်တွေအချင်းချင်းမှာသားရှိတဲ့လေးစားပြီးတူယူဖွဲ့ကောင်းတဲ့ချစ်ချင်းမြတ်တာတွေဖြစ်ပါတယ်အခြားတော့အမှုရာထက်မကအချင်းချင်းအားကြီးတော်ချစ်ချင်းမြတ်တာရှိကြလောကြီးမားတဲ့ချစ်ချင်းမြတ်တာနဲ့အချင်းချင်းကြက်သီးခက်ခဲတဲ့ကာလမှာကူညီဖေးမဖို့ဖြစ်တယ် ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဖျားခင်အထူးကောင်းချီးပေးပါစေ 抓紧戏，慢慢熬戏，一马困我深夜戏里的，七千岁的波达，一马未大爷，姑娘撒伞到古兰家古尼巴，一心呀谁家，一马未大爷，年少老古公，兰家匹马古尼巴。 ဆိုင်တော်မူလမ်းများကူညီပါယေရှုမြတ်စေချာရှင်မမေကရဲ့ငယ်ဆုံးတော်သူကိုလမ်းပြပေးမှကူညီပါယေရှုမြတ်စေချာရှင်မမေကရဲ့